ကျွန်တော်တို့ဟာဒီမတုံလောက်နိုင်တဲ့ကောင်းကင်နိုင်ငံကိုရထားလို့ဂျေဇုတော်ချီးမွမ်းရတာဖြစ်တယ်။ဆရာယေမင်းထွင်ရမပြောနေတာမဟုတ်ပါဘူး။ကျမ်းစာတစ်ချက်ဖတ်ပြဖတ်ပေးမယ်နော်။တေချာလေးရှာကြည့်ပါ။ကျမ်းစာရှိမယ်ဆိုရင် ဟေဘေးဩဝါဒစာခန်းကြီး7နဲ့အငယ်28ကိုဖွင့်မယ်။ဟေဘေးခန်းကြီး7နဲ့အငယ်28ဓမ္မတိကျမ်းကနော်။တွေ့ရှိပါကကြည်လာပါကျွန်တော်ဖတ်ပြပါမယ်။ဟေဘေး7နဲ့အငယ်28 ထိုကြောင့်ငါတို့ဒီမလုံနိုင်သောနိုင်ငံကိုရသည်ဖြစ်၍ခန့်ညာသောကြောက်ရွံ့သောသဘောနှင့်ဖယားသခင်ကိုလျောက်ပတ်စွာဝုတ်ပြုတ်နိုင်မိအကြောင်းဂျေဇူးတော်ကိုဆွဲလန်းကြကုန်အံ့ဟာလေလုယာချစ်တော်ညီကိုမောင်မတို့ဒီနေရာမှာပြောထားလဲတွေ့လားယုံကြည်သူညီကိုမောင်မကျွန်တော်ကျမတို့ဟာတဲ့သင်ဟာယေရှုခရစ်တော်ကိုမိမိကိုယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်တဲ့သူမှန်တယ်ဆိုရင်တဲ့နှင့်ပါတဲ့အာမခံချက်တစ်ခုရှိတယ်အဲ့ဒါကတော့ ကောင်းကင်နိုင်ငံကိုတင်ရထားပြီဝင်တော့မဝင်စားရသေးပေမဲ့တင်ဒီကနေ့ရထားပြီရထားပြီးပြီအာမခံရှိပြီအဲ့ဒီအာမခံကစယံအောင် ရထားတယ်မဟုတ်ဘူးလား ကျင်းသာမှာပြောတယ်လေကျွန်တော်တို့ဟာဖျားသားသမီးဖြစ်တဲ့အမွေခံရမယ်ဆိုတဲ့အာဒီအာမခံအတွက်စယံကပါလဲဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်ဟာလေလုယာတန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်တို့ကိုပေးထားတယ်တဲ့ဖျားသခင်ကအဲ့ဒါဘာလို့ဖို့ပေးထားလဲဆိုတော့ကောင်းကင်နိုင်ငံဝင်ရမယ်နေဟာဖျားသားသမီးပါဆိုတဲ့အာမခံချက်အနေနဲ့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်အသေးသေးမှထည့်ထားပေးတယ်တဲ့ဒါကြောင့်ကျွန်တော်ဒီအကြောင်းလေးအများကြီးဟောတယ်ဒီကနေ့အဓိကပြောချင်တာကတင်ဒီ ယုံကြည်သူစစ်မှန်တဲ့ခရိယန်တယောက်ဖြစ်တယ်ဆိုရင်တင့်မှာကျေးဇူးတော်ချီးမွမ်းစရာအများကြီးတည်းကပါ၍ကျေးဇူးတော်ချီးမွမ်းရမယ့်အရာတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ကောင်းကင်နိုင်ငံဟာတင့်အတွက်ဖြစ်တယ်။ဟာလေလုယာမလောက်နိုင်တော့နိုင်ငံကိုရည်ဖြစ်၍ရေးထားတယ်နော်။မလောက်နိုင်တဲ့နိုင်ငံဆိုတော့ဘာလဲ။ကောင်းကင်နိုင်ငံကငလင်မလို့ဘူးပြောချင်တာလား။မဟုတ်ပါဘူးဒီဒီသဘောမဟုတ်ဘူးမလောက်နိုင်တော့နိုင်ငံဆိုတာကအာမခံချက်အပြည့်အဝရှိတယ်ကိုပြောတာ သင်ကယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လိုက်တာနဲ့ယာခန်နှုန်း၁၀၀နောက်ဆုံးကုန်ကုန်ပြောမယ်တေချာလွန်းလို့ယာခန်နှုန်း၂၀၀ယာခန်နှုန်း၃၀၀အထိတော့ပြောလို့ရတယ်သင်ဝင်မှာတေကိုတေချာတယ်ဟာလေလုယာဒါကြောင့်သင်ဒီအတွက်ကြောင့်ကြီးစုတော့ချီးမွမ်းရမယ်ကျွန်တော်မေးကြည့်မယ်နော်အခုတရားဒီနာကိုနားထောင်နေတဲ့သူတွေထဲမှာငါဟာကောင်းကင်နိုင်ငံကိုပိုင်ဆိုင်ရတဲ့အတွက်ကောင်းကင်နိုင်ငံကိုဝင်ရတဲ့အတွက်ငါကြီးစုတော့ချီးမွမ်းပါတယ်လို့ပြောဖို့တဲ့သူရှိလားရှိလားရှိလား မရှိဘူးဆိုရင်အခုကနေဆရာရဲမင်းရဲ့တရားဒေသနာကိုတင်ကြားရပြီဆိုရင်နှလုံးသားထဲကနေခေါင်းငိတ်ခေါင်းငိတ်ခေါင်းငိတ်မျက်စိမိတ်မှာဂျေဇုတော်ချီးမွမ်းလိုက်ပါအခုချိန်မှာအခုချိန်မှာဂျေဇုတင်တဲ့ကိုတော်ဒီလောက်ကောင်းမြတ်တဲ့ကောင်းကင်နိုင်ငံကိုကျွန်တော်ဝင်ခွင့်ပေးထားတယ်အာမခံချက်အပြည့်ပေးထားတယ်လောကမှာနေတဲ့ခါမှာလေချစ်တော်ညီကိုမောင်မတော်ကျွန်တော်တို့လေတယုတ်ပြည်ဝင်ခွင့်တို့နော် ဒီစင်ကာပူဝင်ခွင့်တို့နော်ထိုင်ဝမ်ဝင်ခွင့်တို့နော်ထိုင်းနိုင်ငံဝင်ခွင့်တို့တို့တို့ဘို့ပါလေအမေရိကမှာအခြေချခွင့်တို့ရလိုက်တအားပျော်ကြတဲ့လူတွေကလေဘာကြောင့်လဲဆိုတော့ဟိုတအားတိုးတက်တဲ့နိုင်ငံတွေမှာနိုင်ငံသားအဖြစ်ဖြစ်ခွင့်ရတဲ့အခါမှာတအားပျော်ကြတယ်ကျွန်တော်ပြောမယ်အဲ့ဒီထက်အစပေါင်းရာချီတောင်းချီပျော်ရမှာကသင်ဟာကောင်းကင်နိုင်ငံသားဖြစ်ခွင့်ရထားတဲ့အခုယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်တဲ့သင်ဟာလေ ကောင်းကင်နိုင်ငံသားဖြစ်ခွင့်ရတာဒါအဲ့ဒါကြီးစုတော့ချီးမွမ်းရမလားမချီးမွမ်းရအောင်လားတာ၍ကြီးစုတော့ချီးမွမ်းရမယ်လေဟာလေလုယာဒါကြောင့်ကျမ်းစာမှာပြောတော့ကြီးစုတော်ကိုဆွေးလန်းကြကုန်အံ့ဟာလေလုယာဒါပေမဲ့ဒီနေရာမှာတတိတစ်ခုပေးထားတယ်အဲ့ဒါကပါလဲဆိုတော့ ခန့်ညာကြောင်းရုံတော်တဘောနဲ့ဘုရားသခင်ကိုလျော့ပတ်စွာဝုတ်ပြရမယ်တဲ့ဆိုလိုချင်တာကဒီကြမ်းချက်တစ်ချက်လေးတူတူလေးတစ်ချက်ထဲမှာကျွန်တော်တို့ကိုတေချာတုံတင်ထားတာကကေတင်ချင်းနဲ့ခရိယံတတတုံတင်ထားတယ်ကေတင်ချင်းရပြီဆိုပြီးမှရှော့ရှော့လို့လို့ရပြီဘယ်တော့မှငရဲမကြဘူးပြောတဲ့သူတွေကရှောင်းပါသူတို့တွေဟာလွဲမားတဲ့အယူဝါဒဖြစ်တယ်ကျွန်တော်ထပ်ပြောမယ်နော် ငါယေရှုကိုယုံနာနဲ့ကယ်တင်ခြင်းရပြီဒါကြောင့်ငါတို့ဘလောက်ပဲအပြစ်လုံးလုံးလှုပ်လို့ရပြီဘာမှမဖြစ်တော့ဘူးကယ်တင်ခြင်းမဆုံးရှုံးတော့ဘူးကျွန်တော်ပြောမယ်ကယ်တင်ခြင်းမဆုံးရှုံးတာမှန်တယ်ဒါပေမဲ့အဲ့ဒီလူတွေမပါဘူးကျွန်တော်ပြောမယ်စစ်မှန်တဲ့ယုံကြည်သူတွေကတည်တဲ့အထီးသူတစ္ဆာရှိသွားတယ်အဲ့ဒါကြောင့်ကယ်တင်ခြင်းမဆုံးရှုံးတာလေတည်တဲ့အထီးတစ္ဆာမရှိတဲ့သူကငကိုကလေးကကယ်တင်ခြင်းမရထားဘူးလို့ဒါပြောလို့ရမယ်တတိထာနောတတိထာနောတတိထာနောဒါအင်မတန်ရေးကြည့်တယ်မဟုတ်ရင်ဒီကနေ့များစွာတော့ဆရာတွေကဘလို့တုံတင်လဲဆိုရင် ယေယေရှုကိုယုံပြီးရင်တဲ့ကြိုက်တာလို့တော့တဲ့ဘာမှမဖြစ်ဘူးတဲ့အဲပြဿနာပဲအဲ့ဒါအဓိကပြဿနာပဲဒါကြောင့်ခရစ်ကယ်တင်ခြင်းရသွားတဲ့သူတယောက်ကလေကောင်းကင်နိုင်ငံကိုအာမခံချက်ရထားတဲ့သူတယောက်ကခေတ္တလောကမှာအသက်ရှင်တဲ့ကောင်မသူရှောက်ရှောက်မလို့ဘူးရှောက်ရှောက်မလို့ဘူးဖယားသခင်ကိုကြောက်ရွံ့တဲ့သဘောနဲ့သူအသက်ရှင်တာ ဒီကနေ့များစွာတော့ယုံကြည်သူတွေကဘလို့ဖြစ်နေလဲဆိုတော့ကျွန်တော်အဖေမေကိုကြောက်တယ်ကျွန်တော်ဇနီးကိုကြောက်တယ်ယောက်ျားကိုကြောက်တယ်တာသမီးကိုကြောက်တယ်သူလည်းရှိသေးတယ်ကျွန်တော်ဆရာတွေကိုကြောက်တယ်ဟိုလူကြောက်တယ်ဒီလူကြောက်တယ်အများကြီးကြောက်တယ်ဒါပေမဲ့ဘာပဲမကြောက်လဲဆိုဖယားကိုတော့မကြောက်ကျွန်တော်ပြောမယ်ဖယားကိုမကြောက်ဘူးတင်လို့ဘာကြောက်လဲဒီလား ဟာငါသာလှုပ်တာငါရဲ့ဇနီးတီမှာကြောက်တယ်ငါသာလှုပ်နေတာငါယောက်ျားတီတော့တီပြီးတီပြီးအာငါသာလှုပ်နေငါမိဘတီတော့ရင်တော့သွားပြီသူတို့စိတ်ဆင်းရဲမှာပဲသူတို့ငါ့ကိုဘယ်လိုလှုပ်မလဲမသိဘူးသူမငါသာလှုပ်နေတာငါရဲ့ရီစားတီတော့ရင်သူမငါသာသမီးတီတော့ရင်သူမငါရဲ့ဆရာတီတော့ရင်ကြောက်ကြတယ်ကြောက်ကြတယ်သူမငါကုမ္ပဏီကတီတော့ရင်ငါရဲ့လော့ပန်ဘော့စ်တီတော့ရင်ဘယ်လိုလှုပ်မလဲစသဖြင့်ကြောက်ကြတယ်လူတွေကလေကျွန်တော်တို့ခရီးရန်တွေကလေအဲ့ဒီအရာတွေအားလုံးကိုကြောက်တယ်ဒါပေမဲ့မကြောက်တာတစ်ခုရှိတယ်အဲ့ဒါဖျားကိုမကြောက်ကြဘူး ကျွန်တော်ပြောမယ်အကြောက်တင့်ဆုံးကဘုရားသခင်ဖြစ်တယ်ထပ်ပြောမယ်နော် အကြောက်တင့်ဆုံးကဘုရားသခင်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့တင်လုံနာတင်လုံနေတာတိုးတိုးတိတ်တိတ်နဲ့မဟုတ်မကလုံနေတာဘုရားသခင်အကုန်သိတယ်လေဘုရားသခင်အကုန်မြင်တယ်လေတင်ကတာသူများမတွေ့ဘူးဆိုမှလှုပ်ရဲနေတာ၊ကန်ရဲနေတာတကယ်တမ်းတော့ဘုရားသခင်ကတင့်ကိုအကုန်တိတဲ့ဘုရားလေဒါကြောင့်တင်မကြောက်ဘဲနဲ့တိတ်တိတ်လေးပါအဖြစ်တွေလုံနေရလဲကိုယ့်အကိုစဉ်းစားနော်စဉ်းစားနော် ခန့်ညာကြောက်ရွံ့သောသဘောနှင့်ဘုရားသခင်ကိုလျောက်ပတ်စွာဝတ်ပြုပါတဲ့အသက်ရှင်နေတုန်းတော့ကျွန်တော်တို့မတည်ခင်မှာကျွန်တော်တို့ခေတ္တနိုင်မအိပ်ပျော်ခင်မှာကျွန်တော်တို့ဘာဖြစ်လဲလျောက်ပတ်စွာဘုရားသခင်ကိုကြောက်ရွံ့သောစိတ်နဲ့အသက်ရှင်ပါတဲ့အဲ့လိုမှဒါရင်တင်အပြစ်ကိုမုံလာမယ်တင်အပြစ်ကိုမလုပ်ရဲပဲဖြစ်လာမယ်ဘုရားသခင်ကိုပြစ်မားမှဆိုးရင်လို့တင်ဘုရားရဲ့စကားတော်နဲ့အသက်ရှင်တက်လာမယ်တန့်ရှင်းသောအောင်မြင်သောခရိယံတက်တာဖြစ်လာဟာလေလုယာ ကောင်းကင်နိုင်ငံကိုရထားလို့အာမခံချက်အပြည့်ရှိလို့ဂျေဇုတော်ချီးမွမ်းတာဖြစ်တယ်ဒီကနေ့နောက်ဘက်တော်ကိုခံယူသွားတဲ့သူအရောက်ချင်းစီတိုင်းတကယ်လို့နားမလဲတာရှိရင်မေးစရာရှိရင်စုတောင်းခံစရာရှိရင်ဆရာအကောက်ကိုတီးတက်အပ်ပြီးတော့မှလာမေးလို့ရတယ်မက်ဆင်ဂျာကနေလာမေးလို့ရတယ်ဒီဘက်လည်းတီးတက်စကားလာပြောလို့ရတယ်ဆိုတဲ့အကြောင်းပြောချရင်းနဲ့ဒီမှာပဲနှိကုံချုပ်ရနာလိုက်ပါတယ်နောက်ဘက်တော်ကိုခံယူသွားတဲ့သူအရောက်ချင်းစီတိုင်းဖယားသခင်တာ၍တာ၍ကောင်းကြီးပေးပါစေတော့ 阿弥。